24ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ငလင်ဒေတာရဲ့မိုးရွာသွန်းမှုအစီအစဉ်ပြီးဆုံးပြီလို့ကျွန်တော်တို့ယာယီအဖြစ်ခမန်းသုံးသပ်ပါတယ်ကျွန်တော်တို့ခမန်းချက်တွေကိုငလင်ဒေတာမှာနေထိုင်သူတွေနဲ့ကုမ္ပဏီတွေကိုဆက်လက်ပြီးတော့အတိပေးမျှဝေပေးကြပါအားလုံးပဲမင်္ဂလာပါမိုးလွတ်တော့မယ်ငလင်ဒေတာနဲ့ဧပြီ20ငလင်ဒေတာမိုးလေဝသအတွက်ဦးထေးတင့် မိုးစလဘလောကာရဲ့ခံမှန်းတုံးသက်ချက်ကိုတင်ဆက်ပေးသွားခြင်းပါတယ်အနောက်ဘက်မှ ယူလီယားလာသောလေပွေလိုင်းများ၏အရှင်ကြောင့်လကောင်းအရှိဘက်မှယူလီယားလာသောလေပွေလိုင်းများ၏အရှင်ကြောင့်လကောင်းအပူပြန်တက်တိမ်များဖြစ်ထုံးမှုအားကောင်းခြင်းကြောင့်လကောင်းအေဘီလာ၁၇ရက်နေ့ထိနေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲမိုးရွာနိုင်ကြောင်း မိုးစလကလည်းရခင်ရက်ကအတိပေးထုတ်ပြန်ထားပါသေးတယ်။လာမယ့် April 24ကစပြီးငလျင်ဒေသတွေမိုးလွတ်တော့မယ့်အခြေအနေနဲ့ဒီကနေ့ April 20ငလျင်ဒေသမိုးလေဝသအခြေအနေတွေကိုဦးထည်တဲ့မိုးစလဘလော့ဂါကအထူးတင်ဆက်ပေးထားပါရယ်။2025 April 20ရက်နေ့အမင်ဒေသမှာနေထိုင်ကြတဲ့လူသားပြည်သူတွေကိုငြိအဖွဲ့တွေအတွက်မိုးဘလို့ရွာနိုင်လဲဆိုတာကိုကျွန်တော်တို့နေ့စဉ် လေလာကမှန်တင်ပြနေပါတယ်ကျွန်တော်တို့ရဲ့ရည်ရည်ချက်ကတော့ဒေသင်သူတွေနဲ့ကုညီနေသူတွေအားလုံးလုံငန်းများအဆင်ပြေချုံးမှုစေရအတွက်ကျွန်တော်နဲ့ကိုသက်ထွေးနိုင်ကနေပြီးတော့အထူးလေလာပြီးတော့ပြည်ပတည်ဆက်နေတာဖြစ်ပါတယ်ဒီကနေ့ဂျိုရုကရရှိတဲ့ပုံတွေကိုကျွန်တော်တို့စတင် လေလာမယ်ဆိုရင်ပစိဖိတ်ဒေသက ဖြတ်လာတဲ့လေစီကြောင်းက မြန်မာပြည်ကပလီပင်လယ်ကိုအနည်းငယ်စတင်ဝင်ရောက်သလိုပဲအိန္ဒိယသမုဒ္ဒရာကလာတဲ့လေစီးကြောင်းကကွေ့ပြီးတော့စင်ကာပူနဲ့မလေးရှားကြားကိုပြန်ဖြတ်တယ်ကပလီပင်လယ်ပြင်ရဲ့လေဆုံချက်ကာလတနည်းအားဖြင့်မြန်မာပြည်မိုးရာသီအကျိုးမှာဖြစ်လာမယ်မုံတိုင်းတို့ရဲ့တတိတရာဖြစ်ပါ ကျွန်တော်တို့နေအောင်ကြီးကြားရမှုဟာအပေါ်ကိုစစ်လာတယ်များဒီစုံကျဲလေးတွေဟာမြမာပြည်ကံယိုရန်ကိုကိုကျုံးဘက်ကိုရောက်လာပြီးမုံတိုင်းဖြစ်လက်ဖြစ်တာရှိပါတယ်ဒီနှစ်မှာတော့တလဝန်းကျင်တော့ကြိုပြီးတော့စောပြီးတော့ဖြစ်တည်တာတွေ့ရပါတယ်ကျွန်တော်တို့မုံတိုင်းဖြစ်လာရင်အသေးစိတ်ထပ်မံတင်ပြမှာဖြစ်ပါတယ်လောလောဆယ်တော့ရှိသေးပါဦးကျွန်တော်ဒီကနေ့ဧပြီလ20ရက်နေ့မနေ့6နိုင်ရနေပြီးတော့ အခုနေ့လယ်7နာရီအတွင်းမှာမိုးရွာသွားတဲ့နေရာတွေကိုဂျိုလူကပေးပို့တဲ့ပုံတွေရဆိုရင်ကချင်ပြည်နယ်မြစ်ကြီးနားရဲ့အထက်တစ်ခုလုံးမှာမိုးရေကြီးတသမ4ရွာသွန်းသွားသလိုပဲရှမ်းပြည်နယ်မှာနမ်တူဘက်မှာမိုးနှဲငယ်ရွာသလိုပဲအဲ့ဒီတိမ်ွေကရွှေဘိုမန္တလေးစကိုင်းမုံရွာ မြင်းကြံနေပြီးတော့ဂျားတဲ့တစ်ခုလုံးကို အပေါ်ပိုင်းကနေပြီးတော့မွေးကျလာတာကိုတိုက်တာရရှိပါတယ်။တခြားနေရာတွေမှာတော့ကျွန်တော်မော်လမြိုင်ဘက်မှာမိုးကျသလိုပဲတဝယ်နဲ့ပိတ်ကြမှာမိုးတော်တော်များတာကိုကျွန်တော်တို့တိုက်တာရရှိပါတယ်။နေ့လယ်7နာရီတော့ညနေ6နာရီရောက်တဲ့အခါမှာကချင်ပြည်နယ်စကိုင်းတိုင်းတစ်ပိုင်းမှာမိုးများနေပြီးတော့မန္တလေးနဲ့ရှမ်းအရှေ့မြောက်မှာမိုးပွဲ ကြနေသလိုပဲမန္တလေးနဲ့နေပြီးတော့ကြားကတောင်တန်းပေါ်မှာလည်းမိုးကျနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ဒါကတော့ရခိုင်ပြည်နယ်နဲ့ AOR တိုင်းကမှမိုးဝက်ကျတယ်၊ရဘာသိန်းနာကိုဖြည့်ဆည်းမဲ့မိုးဖြစ်ပါတယ်။တောင်ဘက်ကိုသွားကြည့်မယ်ဆိုလို့ရှိရင်တော့မဲဆောက်နဲ့ဗမာပြည်ကြားမွန်ပြည်နယ်တနင်္လာရီတိုင်းမှာမိုးရွာနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ ညနေ6နာရီကနေပြီးတော့ည7နာရီမှာဆိုလို့ရှိရင်တော့မြမာပြည်မြောက်ဖက်မှာပုံမူပြီးတော့မိုးများလာတာကိုတိုင်းတာရရှိသလိုပဲကျွန်တော်တို့ငလင်ဒေသမှာတော့မိုးအနှဲငယ်ကင်းစင်သွားတာတွေ့ရပါတယ်။သို့ပေမဲ့လည်းလေစီကြောင်းရှုပ်ထွေးမှုကြောင့်မလို့အလုံးကတော့သတိထားဖို့လိုပါတယ်။ဒီနေရာမှာညနေ6နာရီနဲ့7နာရီတွင်းမှာဆိုလို့ရှိရင်ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တနင်္လာရီတိုင်းဒေသစုံကျက်နေရာမှာဖွက်ပြီးတော့ပိုများနိုင်ပါတယ်ကျွန်တော်တို့တစ်ဆက်တည်းပဲ27ရက်နေ့မနေ့တနားရီနေပြီးတော့6နာရီတွင်းမှာလည်းငလင်ဒေသဖြစ်တဲ့မန္တလေးမုံရွာဒေသမှာမိုးအနှဲငယ်များနိုင်တာတွေ့ရပါတယ်ထို့အတူပဲကချင်ပြည်နယ်မြစ်ကြီးနားအထိဒိမ်ွေရှိနေတာတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီဒိမ်ွေကြီးကတော့မိုးရွာတာကိုအပြာတွေနဲ့ပြထားပါ အောက်ပေါ်မှာဒီကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဖြူကနေအောက်ပဲစစ်တောင်းမြန်မာတို့ကရင်ပြည်နယ်မွန်ပြည်နယ်သရဏိုင်းတိုင်းမှာဆက်လက်ပြီးတော့မူးများနိုင်ပါတယ်။27ရက်နေ့နာနဲ့6နိုင်ရနေတော့နေ့လယ်7နိုင်အတွင်းမှာဆိုလို့ရှိရင်လည်းမန္တလေးမုံရွာနေတော့ဆလွေကုအပေါ်တေရောမြကြီးနာရှမ်းပြည်အရှေ့မြောက်တစ်ခုလုံးကိုမိုးအနှဲငယ်များနိုင်တဲ့အနေအထားကိုတွေ့ရှိရပါတယ်။ထို့အတူဖြူးမြို့နယ်ပအောင်ကျမှာလည်း ကျွန်တော်မိုးရနိုင်သလိုပဲမောင်းလမြိုင်မုတ်တမတက်မာမိုးနဲ့ငယ်ပြီးထန်သလိုပဲကရင်ပြည်နယ်တရင်းတိုင်းတိုင်းမှာလည်းမိုးဆက်လက်ရွာလာ၂၁ရက်နေ့နေ့လယ်ဆန်းလာရနေပြီးတော့ညနေ6နာရီရောက်တဲ့အချိန်ထိကိုပဲမန္တလေးရနေပြီးတော့အရှိမြောင်မေမြို့လိုနေရာနေစပြီးတော့ဆက်လွယ်ကိုမိုးဆက်လက်ရွာနိုင်ပါတယ်အဲ့ဒီမိုးကမြစ်ကြီးနားနဲ့သခိုင်းအထက်ဖက်အထိရွာနိုင်တဲ့အနေထားကိုတွေ့ရပါတယ် ဒါကတော့စစ်တွေကြောက်ဖြူဘက်မှာလည်းမိုးအနှဲငယ်ကြာနိုင်တယ်လို့ပဲကရင်ပြည်နယ်မွန်ပြည်နယ်မှာလည်းမိုးအနှဲငယ်ကြာနိုင်တာတွေ့ရပါတယ်21နှစ်ညနေ6နာရီနေပြီးတော့ည7နာရီအတွင်းမှာဆိုလို့ရှိရင်တော့မလင်းဒေသမှာမိုးကျင်းစင်ပြီမြန်မာပြည်အထက်ပိုင်းကချင်ပြည်နယ်အထက်ပိုင်းနဲ့စကားတိုင်းအထက်ပိုင်းမှာမိုးနှဲငယ်ရွာလို့ပဲရခိုင်ပြည်နယ်မှာမိုးကြာနိုင်ပါတယ် တို့တို့ဒီနေ့တိုင်းမှာမိုးကြနိုင်ပါမယ်။၂၀နှစ်နေမှာလည်းဆက်လက်ပြီးတော့မိုးရနိုင်တဲ့ဒေသတွေကနလင်းဒေသအတွက်ဆိုလို့ရှိရင်တော့မန္တလေးနဲ့ညီပြီးတော့ကြားမှာရှိတဲ့မြေပြန့်ဒေသတွေမိုးရရှိနိုင်သလိုပဲကရင်ပြည်နယ်ပဲခူးတိုင်းမှာမွန်ပြည်နယ်မှာမိုးရရှိနိုင်ပြီးတော့အထက်မှမှပြီးမှာတော့စတင်ပြီးတော့မိုးရေချိန်1.4လက်မအထိ ရွာနိုင်ပါတယ်အဲ့ဒီဒေသကတော့မေခမလိခဘဲကိုရှင်းမဲ့မိုးရီဖြစ်ပါတယ်ဒါမဲ့23ရက်နေ့မှာတော့မြောက်ပိုင်းဒေသတစ်ခုလုံးဟာမိုးရီချင်းတတမ၈အထိတချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မန္တလေးတိုင်းကနေပြီးတော့နေပြီးတော့နဲ့အနည်းဆုံးဒေသတွေမှာဆက်လက်ပြီးတော့မိုးရွာနိုင်သလိုပဲပဲခူးတိုင်းရန်ကုန်တိုင်းမော်လမြိုင်မှာမိုးဝက်နဲ့ကြာနိုင်ပါတယ် 24ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ငလင်ဒေတာရဲ့မိုးရွာသွန်းမှုအစီအစဉ်ပြီးဆုံးပြီလို့ကျွန်တော်တို့ယာယီအားဖြင့်ခမန်းသုံးသပ်ပါတယ်ကျွန်တော်တို့ခမန်းချက်တွေကိုငလင်ဒေတာမှာနေထိုင်သူတွေနဲ့ကုမ္ပဏီတွေကိုဆက်လက်ပြီးတော့အတိပေးမျှဝေပေးကြပါဗီဒီယိုဖိုင်အားဖြင့်များတဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Telegram ကနေပြီးတော့အပန်းပိုင်းဖြင့်ထုတ်လင်းပေးထားပါတယ် မိတ်ဆွေများကိုဆက်လက်ပြီးတော့မျှဝေပါတည်ကျင်တာများရှိလို့ရှင်လည်းညံ့နိုင်ပါတယ်ကျေးဇူးတင်ပါတယ်